လုံးမင်္ဂလာပါရှင်။ကျွန်မဆွေးနွေးနေတာလေးဟာကစားခြင်းရဲ့အစဉ်၆ဆင့်အကြောင်းလေးပါ။အဲကပြီးခဲ့တဲ့နေ့ကဆိုလို့ရှိရင်ကစားခြင်းရဲ့ဒီပထမအဆင့်နဲ့ဒုတိယအဆင့်ပေါ့နော်။ဆင့်ကိုဆွေးနွေးသွားပါရစေ။အဲမွေး and occupied play မွေးစားကနေ၃လအတွင်းကလေးတွေလွယ်လွယ်လပ်လပ်နဲ့ကစားရင်းနဲ့သင်ယူတယ်။အဲဒီအမှတစ်ဆင့် solitary play ဆိုတဲ့ကျွန်တော်တို့ဒီအဲဒီသူက တယောက်ထီးနဲ့တယောက်ထဲကစားရင်းနဲ့တည်ယူမှုတွေကိုလုံဆောင်နေသူကကြတော့နှစ်နှစ်ယောက်ကလေးတွေမျိုးစားကနေနှစ်နှစ်ယောက်မှရှိတဲ့ကလေးတွေဟာသူတို့ကတယောက်ထဲပဲသူတို့ဘာသူတို့ကစားရင်းနဲ့ဒီထင်ဖန်ပြီးတဲ့စူဇန်လေးလာရဲ့ဒီအရေကိုတုံးသက်ပြီးတော့ပေါ့နော်ဒါဆက်လက်ပြီးတော့သူတို့ရဲ့ဖွံ့ဖြိုးမှုတွေကိုရရှိစေတယ်ပြီးတော့နောက်တစ်ခါတခြားသူတွေနဲ့ပူပေါင်းကစားဖို့ကိုလည်းတက်တင်ပြီးတော့အစာပြိုးတဲ့အစ်စ်လေးဆူပြီးတော့ဆွေးနွေးသွားခဲ့ပါတယ်။ဒီနေ့မှလည်းပဲနောက် နောက်တစ်ဆင့်ပေါ့နော်ဒီမှာတတိယအဆင့်ဖြစ်တဲ့နှစ်နှစ်အထက်ကလေးတွေပေါ့နော်နှစ်နှစ်အထက်ပေါ့သူတို့တွေကဟိုပွဲကြီးပရိသတ်အနေနဲ့မလုပ်တော့ဆိုရင်ကစားတာပွဲကြီး unlocker place လို့ကျွန်တော်ရှေ့ပိုင်းမှာပေးခဲ့တယ်အဲ့မှာဆိုလို့ရှိရင်အခြားကလေးတွေကစားနေအောင်သူစိတ်ဝင်တကြထိုင်းကြည့်နေတာသူတို့တော့လည်းမကစားသေးဘူးပေါ့နော်စိတ်ဝင်တကြထိုင်းကြည့်နေတယ်ပူပေါင်းဝေရောက်ပူပေါင်းခြင်းမရှိဘူး အခြားသူတွေကိုကြည်ချင်းအားဖြင့်အကြောင်းအရာများစွာကိုတင်ယူနေတယ်။ကျောင်းရှိထဲမှာဆွေးနွေးခဲ့တချို့မိဘကသူကကစားဖို့ဇွတ်တိုက်တန်းတက်ကြတယ်လေ။မိမိကလေးကမကစားဘူးကျင်သေးဘူးဆိုနေပါစေုံသူတို့ရဲ့အရွယ်မှာသူတို့ရဲ့အဆင့်မှာကြည့်ရှုဖို့အဆင့်ကိုပဲရှိသေးတယ်။သူကကြည်အောင်မယ်။ကြည့်ပြီးတော့မှကြည်ရင်လည်းသူတင်ယူနေတာ။အသူထိုင်းကြည့်နေလို့သူဘာမှတင်ယူမှုမရှိဘူးလို့လူကျမတို့လူကြီးမိဘတွေတွေးတတ်ကြတယ်လေ။တကယ်တော့မဟုတ်ဘူး။ ကြည့်နေတဲ့သူတည်မှုတွေလုပ်နေတာတခြားသူတွေဘလို့ကစားနေတော့ဆိုတာကိုတည်ယူနေတာပါဒါဆိုလို့ရှိရင်အခြားသူတွေကိုကြည်ချင်းအဖြစ်အကြောင်းအရာများကိုညာစွာကိုတည်ယူနေတာပါတဲ့သူစိတ်ထဲမှာဘာလို့လဲမှတ်နေတဲ့အော်သူတို့တွေဒီလိုလေးတွေကစားကြတာပါလားတယောက်နဲ့တယောက်အပေးယူမြောက်ဘလို့ဆောင်ရွက်ကြရတာပါတော့အဲပစ္စည်းတွေကိုလည်းဘလို့မျှဝေသုံးဆွဲရတာတော့ အဒီပစ္စည်းလေးကိုတော့ဒီလိုကစားလို့ရတယ်နောက်တနည်းတော့ဘယ်လိုပြောင်းပြီးကစားလို့ရအောင်သူကသူကိုပဲသူ့ရဲ့အုံနောက်ကမလုပ်နိုင်အောင်ဆိုရင်တင်ယူရင်းနဲ့ဒါလေးလာကြီးစုရင်းနဲ့တင်ယူနေတာသူ့ရဲ့အုံနောက်ကကြီးစုရင်းနဲ့တင်ယူနေတာပါကစားနည်းတွေရဲ့စီးမြင်းတွေရှိမယ်ဒီနှစ်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 ရောက်သွားတဲ့ကလေးတွေကတိပြီနောက်ကစားချင်းမှစီးမြင်းရှိမယ်ဘယ်လိုလေးသူတို့တွေဒါဟိုကလေးတွေကသူတို့မှစီးထားရတယ်ဟိုကျွားတို့လူကြီးတွေကကိုစီကန်းကိုဖောက်ပစ်ခြင်းဖောက်ပစ်ကြတာလေဟိုကလေးတွေကမဖောက်ပစ်ဘူးသူတို့စီကန်းအောင်သူတို့ လိုက်နိုင်လူကြီးတွေကတော့ကိုချမှတ်ထားတဲ့စီကံဟိုငါကတော့လူကြီးပဲလူကြီးလို့ရင်ဘယ်ဟာမဆိုအကိုအမှန်ကြီးပဲလို့ထင်နေကြတာလေအဲ့ဒါတွေကတကယ်ကိုအကြီးကြီးတွေမှားနေကြတာလူကြီးတွေကကိုချတဲ့စီကံကိုကိုပါလို့တော့ဆိုရင်ဟိုလိုက်နိုင်ခြင်းမှလိုက်နိုင်တယ်ဒါပေမဲ့ကလေးကသေးကြတယ်သူတို့ချတဲ့စီကံကိုသူတို့ကတိတိချာချာကိုလိုက်နိုင်တယ်တရားစောင့်ကြည့်လို့ရှိရင်ကလေးတားစိတ်ဝင်စားဖို့ကောင်းတာသူတို့ကစားနေရတယ်ကသူတို့ချမှတ်တဲ့စီကံကိုသူတို့လုံးဝမဖောက်ဘူးမဖောက်အောင်လေဖောက်မဲ့လူရှိရင်လည်းဘေးကလူကတန့်ပြောပလိုက်ရတယ် တန်ပြောလိုက်တာဟဲ့မိသားတို့ဒီလိုစီးချတာလေဒီနေရာကိုမင်းမကြော်အောင်လို့ပြောတာလေမင်းဘာလို့ကြော်အောင်အဲ့ဒါဆိုဟိုလူကိုကလေးကလည်းမကြော်တော့ဘူးလေအဲ့လိုမျိုးတွေအဲကျွန်တော်တို့တွေဟိုကျွန်တော်တို့လူကြီးတွေတခါလေကလေးစီကပြန်တင်ရမယ့်အရာတွေအများကြီးရှိနေပါကျုံလို့ရည်ကြပြောပြတာကတကယ်လည်းမှန်ပါတယ်အဲ့တော့ကြတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကလေးတွေဒီလိုမျိုးပေါ့နော်သူတော်ကစားနေတာကိုကြည်ချင်းအားဖြင့်စီးမြင်နေရှိမယ် လူမှုဆက်ဆံရေးအကြောင်းတွေကိုသူတည်ယူနေကြတယ်ဘလို့တွေပြောဆိုကြတယ်ဘလို့ဆက်ဆံကြတယ်ဘလို့အဆင်ပြေအောင်ဆောင်ရွက်ကြတယ်ဆိုတာကိုသူတည်ယူနေခြင်းဖြစ်ပါတယ်ဒါကြောင့်ကြီးစုခြင်းဟာလည်းတည်ယူခြင်းကိုလှုံ့ဆော်နေတယ်ဆိုတာလေးတွေကို မတို့တွေလူကြီးမိပါရေးဆရာသမားတွေကသိရှိဖို့လိုပါတယ်။နားလဲပေးဖို့လိုတယ်ပေါ့နော်။နားလဲပေးဖို့အဓိကပါ။နားလဲပေးဖို့လိုပါတယ်။သူကိုယ်တိုင်ဝင်ရောက်ပြီးတော့မကစားပေမဲ့ထိုင်းကြည့်နေခြင်းဟာလည်းမလုပ်နေအောင်ဆိုရင်သင်ယူနေခြင်းဖြစ်ပါတယ်။ဒီရွယ်လေးမှာပေါ့နော်။နှစ်နှစ်ပတ်ဝန်းကျင်ကလေးလေးတွေနှစ်နှစ်အထက်ကလေးလေးတွေဟာသူတို့တွေကတခြားသူကစားတာကိုကြည့်ရင်းနဲ့သင်ယူမှုတွေလုပ်နေတယ်။အဲ့လိုနဲ့အမျိုးမျိုးသောကစားနည်းတွေကိုစူးစမ်းရှာဖွေနေတယ်သူ့ရဲ့စိတ်ထဲမှာအုံနောက်ထဲမှာ မိမိပတ်ဝန်းကျင်ကဘာကြီးကိုရေဘူးအားဖြင့်လေ့လာသင်ယူနေတာပါတဲ့ဒီဘူးရအားဖြင့်မိမိပတ်ဝန်းကျင်ကဘာကြီးကိုလေ့လာသင်ယူနေတာပါတဲ့ဒါဆိုရင်ဒီနှစ်နှစ်အထက်ကလေးလေးတွေပေါ့နော်သူတို့တွေကပွဲကြီးပြိဿအနေနဲ့ကစားတယ်ကစားတဲ့အဆင့်ပေါ့နော်တတိယအဆင့်မှာတခြားကလေးတွေကစားနေတာကိုစိတ်ဝင်စားထိုင်ပြီးတော့ကြည့်ရဲ့ဥပပေါင်းပါဝင်ခြင်းမရှိသေးဘူးအကြသူတွေကြည့်ရှုခြင်းအပြင်အကြောင်းအရာများစွာကိုတင်ယူတယ် ကစားနည်းတွေရဲ့စီမင်းနဲ့လူမှုဆက်ဆံရေးတွေအကြောင်းကိုသင်ယူရဲအမျိုးမျိုးသော ကစားနည်းများကိုစူးစမ်းရှာဖွေရဲမိမိပတ်ဝန်းကျင်ကိုကဘာမိမိပတ်ဝန်းကျင်မှာရှိနေတဲ့ကဘာကြီးကိုရေဘူးအားဖြင့်လေးလာသင်ယူနေတဲ့အရွယ်လေးတွေဖြစ်ပါရဲဒါဆိုလို့ရှိရင်ဒီပွဲကြီးပြိဿအစ်စ်နေတဲ့ကလေးတွေဟာထိုင်နေပေမဲ့လို့မလုပ်ထအောင်စီသူတို့အုံနောက်အုံနောက်အတွေးလေးတွေထဲမှာကစားဒီထိုင်းကြည့်ရင်လည်းမလုပ်နိုင်အောင်စီစူးစမ်းရှာဖွေလေးလား တင်ယူနေတာပါပဝင်းကျင်ကြီးကိုရေပူရာအဖြစ်လေးလာတင်ယူနေခြင်းဖြစ်ပါတယ်တဲ့အဲ့ဒီမှာဆိုရင် on look up play to နှစ်နှစ်ရွယ်ကလေးတွေဟာ other children playing ကိုသူစောင့်ကြည့်နေတယ်ဒါပေမဲ့လို့သူတို့တွေဟာဟိုဝင်ရောက်ပြီးတော့ကစားခြင်းတော့မရှိသေးဘူးအဲတခြားကလေးတွေကစားနေတာကိုမလုပ်နေလို့ဆိုရင်စောင့်ကြည့်နေတာပါရှေ့ပိုင်းမှာပြောသလိုပဲပေါ့နော်သူတို့တွေဘယ်လိုလှုပ်ဆောင်နေရုံဆိုတာကိုကြည့်ရှုလေးလာပြီးတော့တင်ယူနေတဲ့အဆင့်ဖြစ်ပါတယ်ရှင် အဲဒီမှာလဲသူတို့တွေဟာအဲထိုင်ပြီးတော့ပဲဖြစ်ဖြစ်ကြည့်ရှုတယ်အဲတခြားကလေးတွေဟာဘလို့တွေဆောင်ရွက်နေတယ်ဘလို့လှုပ်ဆောင်နေတယ်ဆိုတာလေးတွေကိုသူတို့ကဘာလို့တုံးဆိုလို့ရှိရင် observe ဒေလာသုံးသပ်ပြီးတော့သူတို့တွေဟာတည်ယူမှုတွေကိုဆောင်ရွက်နေခြင်းဖြစ်ပါတယ်ဒါမျိုးလေးတွေကိုလည်းသူတို့လေ့လာရင်းနဲ့ဒီလိုကြည့်ရှုလေ့လာကြည့်ရှုရင်းနဲ့တည်ယူမှုတွေဖြစ်ပေါ်စီဖြစ်ပေါ်နေပါတယ်ဆိုတာလေးကိုကျွန်မဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ပေါ့နော်နောက် နောက်တစ်စက်တက်သွားပြီဒါနှစ်နှစ်အထက်ကလေးတွေပေါ့နော်နှစ်နှစ်ထက်ကလေးတွေမှာဆိုလို့ရှိရင်အချားကလေးတွေနဲ့ဘေးနားမှာထားပြီးတော့ကစားတယ်အဲ့လိုမျိုးအချားကလေးကစားတဲ့အခါမှာလဲသူကဟိုသူကလည်းသူကြိုက်တာသူကစားတာပဲကိုလည်းကိုကြိုက်တဲ့ကစားနည်းကိုကစားနေရကစားနည်းတွေ့ချင်းမှတွေ့ ဒါပေမဲ့လို့ဘာလို့တော့ရှင်တွဲပြီးတော့ကစားလို့ရတယ်ဘေးနားမှာထားပြီးကစားလို့ရတယ်ဒါပေမဲ့အပြန်အလှန်ဆက်သွယ်မှုမလုပ်တတ်သေးဘူးပေါ့နော်မလုပ်သေးဘူးပေါ့အပြန်အလှန်ဆက်သွယ်မင်းဒီပစ္စည်းလေးကကစားလာခဏယူလာအောင်မပြီးမှမင်းမင်းဒီဒီပြန်ပေးမယ်အဲနောက်တစ်ခုလည်းငါဒါလေးတော့ယူအောင်မယ်တရားနဲ့တရားအပြန်အလှန်ပေါ့နော်အဲ့လိုမျိုးဟိုဖလဲပြီးတော့ကစားတာမျိုးမဟုတ်သေးဘူးလူမှုဆက်ဆံရေးအပြန်အလှန်ဖလဲမှုမျိုးမလုပ်တတ်သေးဘူးဒါပေမဲ့နောက်အဆင့်တွေအတွက်ပေါ့နော်ဒါ one up ဒါအခြေခံအဖြစ်ပေါ့နော်အခြေခံအနေနဲ့အစာပြိုးဖို့အတွက်မဟုတ်တာအောင်ဆိုရင်လှုပ်ဆောင်နေခြင်းဖြစ်ပါတယ်တဲ့နောက်တစ်ဆင့်ကိုတက်ဖို့အတွက်လုပ်ငန်းအနေဖြင့်လှုပ်ဆောင်နေခြင်းဖြစ်တယ်တူညီတဲ့လုပ်ငန်းတွေရှိမယ်ကစားနည်းတွေကိုဘေးမှာတော့ထားထားတယ်စိုက်ပိုင်စိုက်ကစားခြင်းဖြစ်တယ်ဥပမာအတုံးလေးတွေကိုစစ်နေဟိုဘက်ကလည်းအတုံးလေးတွေစစ်နေတာဒီဘက်ကလည်းအတုံးလေးတွေကိုစစ်နေတာဒါပေမဲ့လို့သူစစ်နေတဲ့တုံးနေခြင်းတွေကကစားနည်းချင်းတူပေမဲ့လည်း စိတ်ဝင်စားသွားပြီးတော့ဟိုပြောဆိုခြင်းမရှိဘူးကိုလှုပ်တာပဲကိုဆောင်ရွက်နေကစားနေတဲ့အရာကိုကိုစိတ်ဝင်စားတယ်အဲ့လိုပဲတိရွက်ကလေးနေနဲ့ပုံဖော်တယ်တယောက်ချင်းစီကကိုစိတ်ကူထဲမှာရှိရပုံဖော်နေတာပဲရှိရဒီချားသူကဘလို့လေးပေါ်နေအောင်သွားစိတ်ဝင်စားခြင်းမရှိဘူးမိမိစိတ်ဝင်စားစားအောင်ပဲဥတည်ပြီးတော့ကစားနေရဲ့အဆင်ဖြစ်တယ်အတူတကွကစားနိုင်ရန်ကစားနေတဲ့အစ်စ်တွေကိုတင်ယူခြင်းနေနဲ့ကျွမ်းကျွမ်းကျင်မှုအစ်စ်တွေကိုလေ့ကျင့်နေခြင်းတာဖြစ်တယ် ဒါဆိုလို့ရှိရင်နှစ်နှစ်အထက်ကလေးတွေကပြိုင်တော့ကစားတယ်။တယောက်နဲ့တယောက်ဘာလို့တော့ဆိုရင်ရှင်ပြီးတော့ပေါ့နော်။ဟိုကစားကိုကစားခြင်းတဲ့ဟာတွေကိုကစားနေတယ်။တကူရှိရပေါ့အဲ့ဒီရွယ်ကလေးတွေဆိုရင်ဟိုပို့ပြီးတော့ပေါ့နော်ခုနလိုမျိုးပေါ့နော်။ပို့ပြီးတော့ငါတော့ပို့မြမြန်ပြီးတယ်။အဲမင်းကဒါလေးမှဒီလိုလေးကျန်နေခဲ့တယ်။ဒါမျိုးတော့ရှိမှာပေါ့လေ။အဲမဲ့လို့တယောက်နဲ့တယောက်ဖလှယ်တာမျိုးတွေလို့ဆက်သွဲတာမျိုးတွေလို့မလုံဆောင်သေးဘူးဒါက ခုနဲ့တခုတယောက်နဲ့တယောက်ရှင်တွဲပြီးတော့ကစားမှုတွေကိုလှုပ်ဆောင်တဲ့ခြေနေဖြစ်လာပြီကစားနည်းအစ်စ်တွေကိုလည်းမလုပ်နေတော့ဆိုရင်တင်ယူတဲ့အဆင့်ကိုဖြစ်လာပြီအဲအစ်စ်တွေကိုလည်းကစားနည်းအစ်စ်တွေကျွမ်းကျင်မှုအစ်စ်တွေလေ့ကျင့်နေခြင်းလည်းဖြစ်တယ်တဲ့ဒီရွယ်မှာဆိုလို့ရှိရင်ဒါဆိုလို့ရှိလို့ရှိရင်လူမှုဆက်ဆံရေးပြန်လည်ဖလှယ်နိုင်မှုတွေသူတို့အစာပြိုးနေတဲ့အဆင့်ဖြစ်တယ်။နောက်အဆင့်တွေအတွက်ဒါသူအစာပြိုးနေတဲ့လုံဆောင်နေတဲ့အဆင့်ဖြစ်တယ်။ကစားနည်းတွေကိုလည်းသူတို့ကစားခြင်းသူတို့လွတ်လပ်နေဘာလို့တော့ဆိုရင် ကစားနိုင်တယ်ကစားရင်းနဲ့ပဲကျွန်တော်တို့ရဲ့ဖွံ့ဖြိုးမှုတွေဟာတစ်ဆက်တည်းပဲဘာလို့ဖြစ်နေလို့ဆိုရင်ဖွံ့ဖြိုးနေခြင်းဖြစ်ပါတယ်တဲ့ဒါဆိုလို့ရှိရင်ကျမတို့ဒီနှစ်နှစ်အထက်ကလေးတွေဟာ outside နေရာအာသာတခြားသူတွေရဲ့အနီးမှာကိုပဲတို့တွေအတူတူပေါ့နော်ဒီမှာပါရလဲကိုသူအပြိုင်ကစားတာကိုဒါဆိုလို့ရှိရင်ကစားရင်းနဲ့ပေါ့နော်တို့တွေဘာလို့နေအောင်ဆိုရင်တည်ယူနေကြတာ လေးလာနေကြတာစူးစမ်းနေကြတာတီထွင်ဖန်တီးမှုတွေကိုလှုပ်ဆောင်နေကြတာဒါနှစ်နှစ်အထက်ရှိတဲ့ကလေးတွေရဲ့လှုပ်ဆောင်တဲ့ပုံစံလေးတွေပါအဲအဲ့ဒီမှာဆိုလို့ရှိရင်လေသူတို့တွေဟာတခြားကလေးတွေနဲ့ပေါ့နော်အနီးမှာအတူတူကစားတော့ကစားနေတယ်ဒါပေမဲ့လို့တူတဲ့ကစားနည်းလည်းရှိချင်ရှိမယ်မတူတဲ့ကစားနည်းလည်းရှိချင်ရှိနိုင်တယ်အဲ့ဒီလိုမျိုးတွေနဲ့ပေါ့နော်သူတို့တွေဟာဒီ ရောင်စုံဆက်ကူလေးနဲ့တခြားအတူတူတော့ကစားနေတယ်ကစားနီးပုံတရံနေတယောက်နဲ့တယောက်တူချင်းမတူမယ်မိမိနှစ်သက်တာအောင်မိ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 ဆောင်ရချင်တာအောင်မိမိဥတီပြီးတော့မလုပ်နေတော့ဆိုရင်ကစားရင်းနဲ့သူတို့ရဲ့ဒါစူဇန်လေးလာလူစိတ်တွေတီထွင်ဖန်တီတက်မှုတွေသတိဖြစ်ပေါ့နော်ဒါမျိုးတွေကိုမလုပ်နေအောင်ဆိုရင်သင်ယူနေခြင်းဖြစ်ပါတယ်အဲအဲ့လိုနီးနေနေပေါ့နော်သူတို့တွေကလေးတွေကဒီလိုမျိုးဒီနှစ်နှစ်ထက်ကလေးတွေဟာအပြိုင်ကစားခြင်းဆိုတော့ မိတွေနဲ့ကစားရင်းနဲ့ဖွံ့ဖြိုးမှုတွေကိုလှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ကျမယနေ့ဆွေးနွေးပေးသွားတာဆိုလို့ရှိရင်ဒီနှစ်နှစ်ပတ်ဝန်းကျင်ရှိတဲ့ကလေးတွေသူတို့တွေကဟိုသူတို့တွေရဲ့လှုပ်ဆောင်လိုမှုတွေလှုပ်ဆောင်ခြင်းတာတွေကိုမိမိဘာမှမိမိလှုပ်ဆောင်တယ်အဲအဲ့လိုလေလှုပ်ဆောင်ရင်းနဲ့ပဲဘာလို့တော့ဆိုရင်တယောက်တည်းပဲကြည့်ရှုတယ်သူများဟိုဒီရဲ့ तू က on local play ကို तू ကကြည့်ရှုရင်းနဲ့ဘာလို့တောင်ဆိုလို့ရှိရင်ပွဲကြည့်ပြိတ္တအနေနဲ့ပဲ तू ကကြည့်ရှုတာ ူများကြည်တာကိုသူများလှုပ်တာကိုကြည့်ရှုရင်းနဲ့တင်ယူတယ်။အဲအဲ့ဒီကျွန်တော်စလုံးထားအစ်စ်ကိုရောက်သွားတဲ့အခါမှာတော့ကလေးတွေကဘာလို့တုံးဆိုရင်အပြိုင်ကစားတတ်လာပြီ။တယောက်နဲ့တယောက်တယောက်ကိုတယောက်ဘေးမှာထားပြီးတော့မိမိခံပြီးလို့တာမိမိစူးစမ်းလေလာလို့လာလေလာလို့တာနေ ိမိကိုယ်တိုင်စူးစမ်းလေ့လာလိုတာတွေကိုကိုယ်တိုင်ပဲလွလွလပ်လပ်နဲ့မလုပ်နိုင်တော့ဆိုရင်လေ့လာရင်းနဲ့ကစားရင်းနဲ့သင်ယူမှုတွေကိုလုပ်ဆောင်နေကြတယ်။အဲ့ဒီလိုမျိုးအစ်စ်နေနေပေါ့နော်။ဒါတစင်ချင်းတစင်ချင်းစီစီအိုင်းမှာတို့တွေဟာဒါမွေးစားနေသုံးလားဆိုလို့ရှိရင်တို့ရဲ့လက်ကလေးတွေခြေတော်ကလေးတွေလှုပ်ရှားရင်းနဲ့သင်ယူလာတယ်။အဲသင်ယူရင်းနဲ့ပေါ့နော်ကစားရင်းနဲ့သင်ယူမှုတွေရလာတယ်။အဲ့ဒီအမှတစင်နှစ်နှစ်ပေါ့နော်သမွေးစားနေနှစ်နှစ်အောက်ကလေးတွေအိုက်ကလေးတွေကလည်းသူတို့တွေရဲ့တယောက်တည်းကစားတတ်တယ် ဲ့ဒီမှာလို့ရှင်ကနေ့ဆိုလို့ရှင်ကျမတို့ဟိုနှစ်နှစ်ပတ်ဝန်းကျင်ရှိတဲ့ကလေးတွေသူတို့တွေကကြတော့သူများကိုကြည့်ရှုရင်းနဲ့တင်ယူတယ်အဲ့ဒီနှစ်နှစ်အထက်ကလေးတွေကကြတော့အဲမိမိဒီနဲ့တခြားသူနဲ့ပေါ့နော်ဒါကစားနီးတူချင်းလဲတူမဲမတူချင်းလဲမတူသူတို့ဘာသူတို့မိမိကစားလို့တာဟုတ်ပဲကစားရင်းနဲ့မှာသူတို့ဘာလုပ်နေလို့ဆိုရင်ဖွံ့ဖြိုးမှုတွေကို ရရှိအောင်တည်ယူခြင်းတွေလုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယင်းနေဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းပဲကြံရှိနေတဲ့အစ်စ်တွေကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျွန်မရဲ့ယင်းနေဆွေးနွေးချက်ကလေးကိုဤကုန်းချုပ်ခွင့်ပြုပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။